အမေရိကန်သမ္မတထရန့်နဲ့ဒေးသမ္မတရှီကျင်းပင်တို့တယ်လီဖုန်းဖြင့်စကားပြောဆိုဆွေးနွေးကြခြင်းဖြစ်ပါတယ်အမေရိကန်တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးအပြိုင်မှုတွင်ကုန်များပေါ်အခွန်များအပြိုင်ဆိုင် တိုးမြင့်ကောက်ခံမှုများကြောင့်ကမ္ဘာစီးပွားရေးအတွင်းမှာကြေအရိုက်ခိုက်မှုများပေါ်ပေါက်လာပြီးနှုံးနှစ်ဖက် ဆုံးရှုံးမှုများရှိလာပါတယ်အမေရိကန်တရုတ် အခွန်ကောက်ဆိုင်ရာဆွေးနွေးပွဲကုံသွယ်ရေးဆိုင်ရာဆွေးနွေးပွဲများဆွေဇာလိုင်းနိုင်ငံဂျနီဗာမြို့မြို့မှာကျင်းပခဲ့ပြီးကနဦးသဘောတူညီချက်ရရှိခဲ့တော်လဲရပောင်း90မတိုင်မီကာလအတွင်းမှာမသေးကြမရေရာမှုများနဲ့တောင်းမတင်ရေမကျဖြစ်လာခဲ့ပါတယ်။အမေရိကန်ပြည်ထောင်စုဘက်ကတရုတ်အမေရိကန်နှစ်နိုင်ငံသဘောတူညီထားတဲ့ရက်90ကြာတွင်းကုန်ကုန်များလျှော့ချရေးသဘောတူညီချက်အားတရုတ်နိုင်ငံက စတင်ချိုးပေါက်ကြောင်းပြောကြားလာခဲ့ပြီးတရုတ်နိုင်ငံကလည်းအမေရိကန်ပြည်ထောင်စုရဲ့အကောင့်ထဲဖော်မှုနဲ့လိုက်နာမှုများကြောင့်ဟု အပြန်အလှန်အပြစ်တင်ဆွဆွဲခဲ့ကြပါတယ်။ဂျွန်လ9ရက်နေ့မှာကမ္ဘာလူသားများအတွက်ဝမ်းမြောက်ဖွယ်သတင်းတပုတ်ပေါ်ထွက်လာပါတယ်။အဆိုပါသတင်းကတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့တရုတ်သမ္မတရှီကျင်းပင်တို့နှစ်ဦးတယ်လီဖုန်းဖြင့်မိနစ်60ကြာ စကားပြောဆိုဆွေးနွေးပြီးနှစ်နိုင်ငံကိစ္စရပ်များပြောကြားခြင်းဖြစ်ပါတယ်။အမေရိကန်တရုတ်နှစ်နိုင်ငံကြားမှာရှိတဲ့ကုန်သွယ်ရေး၊စည်ရေး၊စီးပွားရေးနိုင်ငံရေးနဲ့အခြားသောနည်းပညာကိစ္စရပ်များဆုံလင်စွာဆွေးနွေးခဲ့ကြောင်းနှင့်ခေါင်းဆောင်နှစ်ဦးရဲ့ဆွေးနွေးပြောကြားချက်ဟာနှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းကြောင်းနှင့်ကောင်းမွန်တဲ့အရေးကလက္ခဏာများရှိကြောင်းသိရှိရပါတယ်။